မင်္ဂလာပါညရှိခွာဆာဆောင်မနှုတ်ဆက်တာပါတယ်ဒီညဖတ်ပြမယ့်အကြောင်းအရာက ကျွန်တော်ဒီမှာရောက်ရှိရကဘယ်နေရာမှာပဲရောက်ရောက်ဘလို့အစွမ်းစမျိုးဝင်ရှိရှိဒီအရာကဖျားပီးထားတဲ့အရာရွာတည်ရှိပြီးဖျားအတွက်ပြန်လည်ပြီးအသုံးချဖို့လိုတဲ့ရှင်အကြောင်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဖေဖော်ဝါရီလ20ရက်2025ခုနှစ်ကျန်တာပြီနေ့ဒီအချိန်ကိုချော်ဆွေးခြင်းကအခွင့်ပေးတော့မှာမဟုတ် တင်းကိုရှောင်းတော်သူသည်အိမ်တော်မူအကယ်ရှင်ရှင်ဤဒရီလာမျိုးကိုရှောင်းတော်သူသည်နိုင်မြင့်ပြိုချင်းရှင်ရမမူ122ခုမြောက်သောဇာလကံငယ်3မှလေးကောင်းစီကယကူဤမှုကိုဤဒရာမည်ရှိသောမိဖုရားကြောင့်တမချန်းစာ၌လာပါသည်မိမိလူမျိုးတို့ကို အမတ်ဟာမှန်သည်ဖြန့်စင်းရချင်၍ ဥပဒေမြင်ဖြင့်ရှင်မင်းရင်အာရွှေယုထံမှအမိစာကိုရယူကြောင်းသူမသိရပါသည် ရှင်မင်းထံသို့ဝင်၍မိမိလူမျိုးတို့အတွက်တောင်းပန်ရန်ကိစ္စဖြစ်လာသောအခါမိဖုရားဣန္ဒရာခမရာခြင်းနဲ့ချက်တင်ရောက်ပါလိမ့်မည် ရှင်မင်းကလည်းအခေါ်မလွတ်သမျှမိဖုရားပင်ဖြင့်လင့်ကစားသူထံမိသူမှ အခစားဝင်၍မရဘဲကိုဖိစာခေါ်စာအမစာမရှိဘဲရှိတော်မှဝေရောက်ခင်လီ ရှင်မြေဤရာစာလန်ထံကထိုသူဤကံကြမ္မာတာ ဖြစ်သွားပါသည်ရာစာလန်ထံကိုကမ်းမြေအတချမ်းသာမည်ထိုသူမဟုတ်လေတပ်ပြင်းချူကိုခံရမည်ဖြစ်ပါ၏အချီနေကလည်းမဝင်ရင်မဖြစ်ဝင်သွားပါကလည်းတေမှုနှင့်ရှင်မှုထံတဝက်ရှင်ဖြစ်နေတော့ဣဒရာဘာလုံးရမည်နီမိဖုရားအရာမှာအေးအေးတသက်နေထိုင်၍ညနာလွဲနေလေရတာပဲလေသို့တော့မိုင်းဖရီမော်ရဂေးက ယခုခါလာတင်းဒီတိစီစွာနေနေဒီနေ့တင်းရဲ့ရွှေမျိုးတီပြက်ရွှေယူရလိုတက်ရှင်ချင်းကဲတင်ချင်းကြောက်တစုံတစ်ခုပေါ်လိမ့်မည်ယခုမှုကိုဆောင်မရတင်းဒီမိပြားရကူရသည်ဟုထင်ရှားရှိသည်မဟုတ်လောဟုအမစကားပါတော့ကသူမမနေတာမနေနိုင်တော့ပါသူမ၏ဖာထွေးကိုပြန်ပြောသောစကားမှာရှူးရံမျိုးတိုင်းရှိသောယူရလိုပေါင်းတို့ကိုရှူးဝေးစေခြင်းကသွားပါ နေညာမပြန်၃ရက်ပတ်လုံးမစားမတော့ပဲနေရအချင်းတို့တို့ဖို့အစားရှောင်ချင်းအချင်းကိုကျင်းကြပါအချင်းတို့ဒီလေကျမတို့နေ့တကွာအစားရှောင်ချင်းချင်းကိုကျင်းပါမည်ထို့နောက်အာနာရကိုဆံရတော့လဲရှင်မြင်ထံသို့ဝင်မည်ဒီလေလည်းဒီခံပါမည်ပြန်ပြောပါ၏နောက်ဆုံးဒီဤတရာအောင်ပွဲရပါသည်ယူရလူတို့အသက်ပြီးမှလွတ်မြောက်အောင်သူမကယ်တင်နိုင်ခဲ့ပါသည် ကျွန်တော်တို့တယောက်စီခုပင်မှာရှိနေ၍ဘယ်ရာကိုရပါသည်။မမိရှိသောနေရာမမိရသောရာသည်။ဖျားသခင်စီမံခန့်ခွဲသောနေရာဖြစ်၍ယခုမှုကိုဆောင်ရွက်ကြမှာဖြစ်ပါသည်။ဖျားသခင်ပြည့်စုံပြီးသောနေရာတိုးလောင်းသောကောင်းချီးမင်္ဂလာသည်အသုံးပြုရန်အတွက်ပြင်ဆင်ထားသောအမှုနှင့်လည်းသက်ဆိုင်ပါသည်။ခရင်သည်ဖြစ်စီလွယ်ကူသည်ဖြစ်စီပြင်ပန်းသည်ဖြစ်စီတတ်တာသည်ဖြစ်စီလုံးဆောင်အောင်မှာဖြစ်ပါသည်။အားလုံးဖျားသခင်ကောင်းပြီးပါစေ။